ာဂျူရီမိသားစုနဲ့အတူရှင်နေတဲ့သားသူများအားလုံးကျမ်းမာချမ်းသာစေဖို့မြေတားပို့ပြီးတော့မှဆုတောင်းပေးလိုက်ပါတယ်။တင်းငွေသားသမီးများဆိုလို့ရှင်ဒီဘက်ထဲမှာအခြေအနေနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ကရောက်လာမျိုးတွေဂျုံရတတ်တယ်။အခြေအနေနဲ့ပတ်သက်လို့အနှောက်အယှက်တွေတွေ့ကြုံရတတ်တယ်။တင်းငွေသားသမီးများကတော့ဒီဘက်ထဲမှာဆိုလို့ရှင်အခြေအနေနဲ့ပတ်သက်ပြီးတော့မှကိုယ်အနေနဲ့မားသည်ဖြစ်စေမှန်သည်ဖြစ်စေငြိမ်ငြိမ်နေတာအကောင်းဆုံးပါ။ ်ငါသားသမီးများတဲ့အားဆိုလို့ရှိရင်ဒီဘက်ထဲမှာဆိုလို့ရှိရင်အခြေအနေနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးကိုအဆင်ပြေမှုတွေတွေးကြုံရလိမ့်မယ်စိတ်ချမ်းသာမှုတွေတွေးကြုံရလိမ့်မယ်ဗဟုသားသမီးများဆိုလို့ရှိရင်ဒီအထဲမှာပျော်ရွှင်စရာလေးတွေကြုံတွေ့ရလိမ့်မယ်ဇာတာဘေးသားသမီးများဆိုလို့ရှိရင်အခြေအနေနဲ့ပတ်သက်ပြီးတော့မှစိတ်ချမ်းသာစရာတွေတွေးကြုံရမှာဖြစ်တယ်။တောက်ကြသားသမီးများဆိုလို့ရှိရင်ဒီဘက်ထဲမှာအခြေအနေနဲ့ပတ်သက်ပြီးတော့မှကံကောင်းနေတဲ့ကာလဖြစ်တယ် တဏိသားသမီးများဆိုလို့ချင်းဒီဘက်ထဲမှာဆိုလို့ချင်းအခြေအနေပတ်သက်တဲ့ကိစ္စတွေမှာတိတ်ပြီးတော့မှဦးစားမပေးတင်တဲ့ကာလတွေဖြစ်တယ်။ယာဟုသားသမီးများဆိုလို့ချင်းဒီရက်ပိုင်းတွေမှာမှအခြေအနေပတ်သက်ပြီးတော့မှ အေဂျင်မှုတွေတွေ့ကြုံရလိမ့်မယ်။စိတ်ချမ်းသာမှုတွေစိတ်ချမ်းမြေ့မှုတွေတွေ့ကြုံရမှာမယ်။ဟာယောဒီမှာ MS Mary Remover နန်ဆိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့အခုပြောကြပြီးမှာတော့အော်တိုဘာ20ရနေပြီးတော့မှအော်တိုဘာ26ရက်အထိတပတ်တာကံကြမ္မာအခြေအနေနဲ့ရှောင်းရန်ဆောင်ရန်ပြုလုပ်ရမယ့်ကြေညာတွေအကြောင်းကိုပြောကြပြီးမှာဖြစ်ပါတယ်ပထမဦးစားတနင်္ဂနွေသားသမီးတို့များအတွက်ပြောကြပြီးမှာဖြစ်တယ် တနင်္ဂနွေသားသမီးများဆိုလို့ရှင်ဒီဘက်ထဲမှာအခြေအနေနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ကရောက်လာမျိုးတွေကြုံရတတ်တယ်။အခြေအနေနဲ့ပတ်သက်လို့အနှောက်အယှက်တွေတွေ့ကြုံရတတ်တယ်။အိမ်အောင်ရှင်များအနေနဲ့ကတော့အိမ်အောင်ဘက်ရှိရနေပြီးတော့မှကံကောင်းတဲ့သတင်းကောင်းတွေရတာမျိုးတွေတွေ့ကြုံရမယ်။ပြီးတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှအကြံစီသစ်တွေလက်တွေ့အကောင့်ထဲပေါ်ရတဲ့ကာလမျိုးတွေဖြစ်တယ်။ဒီအချိန်မှာမြေနဲ့ပတ်သက်တဲ့ကိစ္စတွေနော်ဆောင်ရွက်လို့ရှင်ကောင်းတယ်။ထူးထူးခြားခြားမြေတစ်ကွက်ဝင်လာတာမျိုးတွေကြုံလို့ရှင်ကိုယ့်အတွက်အကျိုးပေးတဲ့မြေဖြစ်ပါတယ်။ မိမိအတွက်အကျိုးပေးတဲ့မြေဖြစ်တဲ့အတွက်အဲ့ဒါလေးကိုလက်မလွတ်စေဖို့အတွက်စီစဉ်ဆောင်ရွက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှကောင်းလိမ့်မယ်နော်။နောက်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှထိခိုက်ဒဏ်ရာဖြစ်တဲ့အတွက်အနည်းလေးသတိထားဖို့လိုတယ်။တနင်္ဂနွေသားသမီးများတဲမှာမှတနင်္ဂနွေနံနဲ့စပြီးတော့မှဟုတ်ဘူးနန်နဲ့ဆုံးတဲ့အောင်လွင်တို့အေးလိုင်းတို့အဲ့လိုမျိုးနိုင်မယ်ပိုင်ရှင်တွေဆိုလို့ရှိရင်တော့ဒီဘက်ထဲမှာနည်းနည်းလေးအညံလေးရှိတယ်အဲ့ဒီအညံနေပြပြပြီးအောင်မြင်ဖို့ဆိုလို့ရှိရင်အိမ်ဖျားမှာ ရွှေပကံပြားလေးတဲ့ကိုတကြားမောက်မောက်လေးထည့်ပြီးတော့မှအိမ်ဖျားမှာဒီတပတ်တာလုံးနေ့စဉ်ကတ်တူပေးလိုက်ပါအဲဒါဆိုလို့ရှိရင်တော့ဒီနာမည်ပိုင်ရှင်တွေဟာဆိုလို့ရှိရင်အခက်ခဲတွေပြေပြောက်ပြီးတော့မှ အောင်မြင်မှုတွေရရှိသွားမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအလုံးကံကောင်းစေတဲ့နံပါတ်ကတော့9ခန်းန်း9ခန်းန်း4ခန်းန်းဖြစ်ပြီးတော့ကံကောင်းစေတဲ့အယောင်ကတော့ငွေရောင်ဖြစ်တယ်တနင်္ဂနွေသားသမီးများအလုံးဒီတပတ်ထဲမှာလောရမယ့်ရေတရားတော့မိမိအိမ်မှာရွှေထမင်းလေးဖျားကိုကတ်လုပေးပါ အဲ့ဒါဆိုလို့ရှိရင်တော့အတိတ်ကောင်းနမိတ်ကောင်းတွေရရှိပြီးတော့မှအောင်မြင်မှုတွေရရှိမှာဖြစ်တယ်။နောက်ဒနေလာသားသမီးများအတွက်ဆက်ပြောပေးမှာဖြစ်တယ်။ဒနေလာသားသမီးများကတော့ဒီဘက်ထဲမှာဆိုလို့ရှိရင်အခြေအနေပတ်သက်ပြီးတော့မှကိုယ်အနေနဲ့မားသည်ဖြစ်စေမှန်သည်ဖြစ်စေငြိမ်ငြိမ်နေတာအကောင်းဆုံးပါနော်။ချစ်တဲ့သူကကိုယ်နော်ဆိုးလို့နွယ်လို့နည်းနည်းလေးကိုကနေပြီးတော့မှမမထန်လေးပြောလိုက်တာနဲ့ဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့ပြဿနာကြီးကြီးမားမားဖြစ်သွားတာမျိုးတွေဖြစ်တတ်တယ်။ ဒါကြောင့်မလို့ကိုယ့်ဘက်ကနေပြီးတော့မှเนาะအတတ်နိုင်ဆုံးစိတ်လျှော့ပြီးတော့မှငြင်းငြင်းနေမယ်ဆိုလို့ရှိရင်တော့အခြေအေးမှာအနှောင့်ယှက်ကင်းသွားမှလည်းမယ်မဖြစ်တဲ့ပြဿနာတွေပေါ်တာမျိုးတွေဖြစ်တတ်တယ်ပြီးတော့လူကိုယ်တိုင်ကလည်းကိုယ်ကိုယ်တိုင်ကလည်းစိတ်မငြိမ်တာလူမငြိမ်တာမျိုးတွေခံစားရတတ်တယ်။ဟိုဟာလို့အကောင်းတို့ဒီဟာလို့အကောင်းတို့ဟိုသွားခြင်းသလိုဒီဟိုသွားခြင်းသလိုလို့เนาะကိုယ်အနေနဲ့မဒီမငြိမ်လေးတွေဖြစ်နေမယ်။နောက်ပြီးတော့စက်တူလုပ်ငန်းကိစ္စတို့စက်ကိစ္စတို့เนาะ ဆန်စီနဲ့ပတ်သက်တဲ့ကိစ္စတွေနော်ဆာရဲဆိုင်ရဲတဲ့ကိစ္စတွေလုံးမဲ့ကြိုင်မဲ့ဆိုလို့ရှိရင်ဒီဘက်ထဲမှာမလုပ်တင်သေးဘူးအရေးကြီးတဲ့စာချုပ်စာကြမ်းတွေချုပ်တာမျိုးဆိုလို့ရှိရင်ဒီဘက်ထဲမှာနည်းနည်းရှောင်လိုက်ပါနည်းနည်းရဲရွှေ့လိုက်ပါငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးစိတ်ရှုပ်ရတဲ့ကာလဖြစ်တဲ့လုပ်ငန်းတွေမှာစီမံခန့်ခွဲမှုညံ့တာကြောင့်ကိုယ့်ရဲ့လုပ်ငန်းတွေလာပြီးတော့မှထိခိုက်တာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ကိုယ့်အလုံးနဲ့ပတ်သက်ပြီးတော့မှနော်စီမံခန့်ခွဲတဲ့လူတွေကိုပို့ပြီးတော့မှ ိုကနေတော့မှဖိဖိစီစီเนาะအလေးထားပြီးတော့မှချုပ်ကင်ထားဖို့လိုပါတယ်เนาะကိုမှအလေးလွင်လေးတွေများတတ်တယ်အယောင်းဝယ်ကိစ္စတွေအောင်မြင်မှုတွေရရှိနိုင်မယ်เนาะနေသိလမ်းသစ်တွေနဲ့ဖောက်ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းကြီးအောင်မြင်တာမျိုးတွေဖြစ်တတ်တယ်ဥပမာလွန် online ကနေတော့မှဖောက်တာမျိုးတို့တပြင်းเนาะမီဒီယာတွေကိစ္စတွေနဲ့ဖောက်တာမျိုးတို့เนาะအဲ့လိုမျိုးဟာတွေနဲ့လှုပ်ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းကြီးကနည်းနည်းတိုးတက်သွားတာအောင်မြင်သွားတာတွေကြုံတွေ့ရတတ်တယ် ဆံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့စေဝါနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုတွေမလုပ်သင့်သေးတဲ့ကာလဖြစ်တယ်။နော်ဆွေမျိုးတွေအပေါင်းအသင်းတွေရဲ့အကူအညီတွေကိုရတတ်တဲ့ဂျမ်းမာရေးမှာအစိတ်ရှိတဲ့သတ္တဝါအကိုက်ခံရတာမျိုးတွေဖြစ်တတ်တဲ့နည်းလေးသတိထားဖို့လိုတယ်။ဒီတစ်ပတ်ထဲမှာမှတင်းနာသားသမီးတွေဟာဆိုလို့ရှိရင်တင်းနာနန်နဲ့ကြာသာလေးနန်တွဲပြီးတော့မှမှဲ့ထားတဲ့ဥမာကောင်းမြတ်တို့ကြီးကြီးများတို့အဲအဲ့လိုမျိုးနာမည်ပိုင်ရှင်တွေဆိုလို့ရှိရင်နည်းနည်းလေးညံ့တယ်။အဲ့လိုမျိုးပိုင်ရှင်တွေဆိုလို့ရှိရင်တော့ ိုယ့်ရဲ့အညံ့နေပြောက်ပြီးတော့မအောင်မြင်မှုတွေရရှိဖို့ဆိုလို့ရှင်အိမ်ဖျားမှာတင်းစီပွင့်လေး၃ပွင့်ကိုဖျားမှာ ထိုးလူထားပေးနော်ညှိုးလို့ရှင်အစ်တလဲပေးအစ်တလဲပေးနဲ့ဒီတစ်ပတ်ထဲမှာလမ်းနေအောင်တင်းစီပန်းလေးထိုးထားမယ်ဆိုလို့ရှင်တော့အောင်မြင်မှုတွေရရှိမှာဖြစ်တယ်ဒီနေ့လာသားသမီးများအားလုံးဒီတစ်ပတ်ထဲမှာအကန်ကောင်းစေတဲ့နံပါတ်ကတော့၄ကနန်း၆ကနန်းခုံကနန်းဖြစ်ပြီးတော့မှအကန်ကောင်းတဲ့အကြောင်းကတော့အဝါရင့်ရောင်ဖြစ်တယ် ရင်လာသားသမီးများအားလုံးကံကောင်းဖို့အတွက်လိုအပ်မဲ့ရတရားတော့မိမိအိမ်ဖျားမှာရွှေဖျောင်းနိုင်နေသုံးနိုင်ကိုနေ့စဉ်ထုံးညိပေးပြီးတော့မှဖျားကိုပူဇော်ပေးပါเนาะအားဆိုလို့ရှိရင် ကိုအညံ့နေပြောက်ပြီးတော့မှအောင်မြင်မှုတွေရရှိပြီးတော့မှတပတ်တာအတွင်းမှာအဆအဆအဆင်ပြေချောမိအောင်မြင်သွားမှာဖြစ်တယ်เนาะနောက်အင်္ဂါသားသမီးများအတွက်ပြောကြားပြီးမှဖြစ်တယ်အင်္ဂါသားသမီးများတွေအားဆိုလို့ရှိရင်ဒီဘက်ထဲမှာဆိုလို့ရှိရင်အခြေအနေနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးကိုအဆင်ပြေမှုတွေတွေးကြုံရလိမ့်မယ်စိတ်ချမ်းသာမှုတွေတွေးကြုံရလိမ့်မယ် အိမ်အောင်ရှင်များအနေနဲ့အိမ်အောင်ဘက်ရဲ့ကောင်းသတင်းတွေကိုကြားရတာမျိုးတွေတကယ်လို့အဝေးရောက်နေတဲ့အိမ်အောင်ရှင်တွေဆိုလို့ရှိရင်เนาะအိမ်အောင်ဘက်ရှိရနေတို့မှငွေကြေးတွေပို့တာမျိုးလက်ဆောင်တွေရရှိတာမျိုးတွေเนาะအဲ့လိုမျိုးသတင်းတွေကြားရတာမျိုးတွေတွေ့ကြုံရတဲ့တဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှအဆက်အသွယ်ကောင်းတွေရတာမျိုးတွေသတင်းကောင်းကြားရတာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်ပြီးတော့ကိုရက်ဆိုင်ထားတဲ့လုပ်ငန်းမျိုးတွေအမမဟုတ်ရက်ဆိုင်မလို့လို့ဖြစ်နေတဲ့လုပ်ငန်းမျိုးတွေလည်းပြန်လည်တယ်ပတ်ပြီးတော့အကျိုးအမြတ်တွေ ကောင်းလာတာမျိုးတွေဖြစ်တတ်တယ်။နော်အင်ချမ်းမြေကျိုးဆောင်လုပ်ငန်းလုပ်သူတွေအတွက်ဝင်ငွေကောင်းပြီးတော့မှအဆင်ပြေချောမွေ့အောင်မြင်တာမျိုးတွေဖြစ်တတ်တယ်။ဝန်ထမ်းများအနေနဲ့လက်ရှိယာဒူးတဲ့ပုံမကောင်းမွန်တဲ့ယာဒူးရတာမျိုးဒါမှမဟုတ်နေရာကောင်းရတာမျိုးဝင်ငွေကောင်းတဲ့နေရာကိုကန့်လန့်ခံရတာမျိုးတွေပြောင်းရွှေ့ရတာမျိုးတွေကြုံတွေ့ရတတ်တယ်။အဲလိုမျိုးကြုံတွေ့ရလို့ရှိရင်တော့ရဲဝင်ပြောင်းရွှေ့လိုက်ပါကိုယ့်ဘဝအတွက်ကောင်းပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့အထူး view site data အားထုတ်ရမယ့်ကာလဖြစ်တယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့မှ နည်းနည်းလေးအညာလေးတွေရှိနေတယ်ဖြစ်တဲ့အတွက်ဝိရိယထားပြီးတော့မှစ조사အားထိုက်အားထုတ်ဖို့လိုပါတယ်။ကျမ်းမာရေးကတော့စိုးရင်စရာမရှိပါဘူးเนาะ။ဒီလိုပတ်ထဲမှာဆိုလို့ရှိရင်အင်္ဂါသားသမီးအနေနဲ့ဆိုလို့ရှိရင်တော့အင်္ဂါနံနဲ့တောက်ကြံနံတွဲမဲ့ထားတဲ့ဥမာဇော်ဟင်းတို့เนาะရဲတန်တို့အဲ့လိုမျိုးပုံစံမျိုးနာမည်မှဲ့ထားတဲ့လူတွေဆိုလို့ရှိရင်အင်္ဂါသားသမီးတွေဆိုလို့ရှိရင်နည်းလေးအညာလေးတွေရှိတယ်။ ်အဲ့လိုအញ្ញံကြီးပြေပြောက်ပြီးတော့မှအောင်မြင်မှုဆိုလို့ရရှိဖို့ဆိုလို့ရှိရင်အင်္ဂါသားသမီးတွေဟာဆိုလို့ရှိရင်ဖះမှာအုံးရည်လေးကိုနော်အုံးရည်လေးကိုဖះကိုကတ်ကတ်ပြီးနော်တပတ်လုံးမှာနေတိုင်းကတ်ပြီးအဲ့ဒါဆိုလို့ရှိရင်ဒီနာမည်ပိုင်ရှင်တွေဟာဆိုလို့ရှိရင်အញ្ញံကြီးပြောက်ပြီးတော့မှကောင်းကျိုးချမ်းသာတွေရရှိမှာဖြစ်တယ်အင်္ဂါသားသမီးအားလုံးကံကောင်းစေတဲ့နံပါတ်ကတော့2ကဏ္ဍ4ကဏ္ဍ5ကဏ္ဍနေဖြစ်ပြီးတော့ကံကောင်းစေတဲ့အယောင်ကတော့ညီညိုအောင်ဖြစ်ပါတယ်။အင်္ဂါသားသမီးများလုံးတပတ်တာတွင်မှာကံကောင်းပြီးတော့အစဉ်ပြေဖို့ဆိုလို့ရှိရင်တော့ ဘုံကြီးကျောင်းကြောင်းကိုသွားပြီးတော့မှခြေတုပ်ခုံနှစ်ခုလှူဒန်းပေးလိုက်ပါအဲဒါဆိုလို့ရှိရင်အញ្ញံနေပြောက်ပြီးတော့မှအောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်။နောက်ဗုဒ္ဓဦးသားသမီးများအတွက်ပြောကြားပြီးမှဖြစ်တဲ့ဗုဒ္ဓဦးသားသမီးများဆိုလို့ရှိရင်ဒီချက်တဲမှာပျော်ရွှင်စရာလေးတွေကြုံတွေ့ရလိမ့်မယ်။ဘေးကနေပြီးတော့မှနော်ဝမ်းသာစရာစကားတွေအတငယ်ချင်းအပေါင်းအသင်းတွေရာစကိုယ့်ရဲ့ချစ်သူခင်သူတွေကြားထဲမှာနော်ပျော်ရွှင်စရာစကားတွေကြွေးကြုံရတာမျိုးတွေ နော်ပါတီပွဲတွေကျင်းပရတာမျိုးတွေနော်ပြောပွဲစားခီးနေသွားရတာမျိုးတွေနော်အဲ့လိုမျိုးပျော်ရွှင်စရာကောင်းတဲ့အပတ်ကာလဖြစ်တယ်အလौကန်ကြံစီတွေအောင်မြင်မယ်မမျော်လင့်မယ်ငွေတွေဝင်လာတဲ့ကာလဖြစ်တယ်ပြီးတော့စ조사လौကန်တလောက်ပစ္စည်းဥစ္စာတွေတိုးတက်ကြီးပွားမဲ့ကာလဖြစ်တဲ့အတွက်အလौကိုဖိဖိစစ်စစ်လौကန်မှာစီဝါရေးပညာရှင်တွေအရီဒါတွေထုတ်ဝေသူတွေနောက်ပြီးတော့ကောက်ပဲသီးနှံရောင်းဝယ်သူတွေအတွက်အကျိုးပေးတန်တဲ့ကာလဖြစ်တယ်ကုသိုလ်ရေးအထိတ်ထန်အောင်မြင်မှုတွေရရှိနိုင်မယ် အထူးသဖြင့်ဒီဝါတွင်းကာလမှာအဋိဋ္ဌံပြီးတော့မှเนาะဆောင်ရွက်တဲ့လူတွေဆိုလို့ရှိရင်ဒီအဋိဋ္ဌံကြောင့်ကိုယ့်ရဲ့လုပ်ငန်းတွေတိုးတက်အောင်မြင်လာတာမျိုးတွေเนาะပြီးတဲ့ခါကျလို့ရှိရင်ကိုယ်လိုချင်တဲ့စုတွေအောင်မြင်မှုတွေရရှိရာမျိုးတွေတွေ့ကြုံရတတ်တယ်ဒါကြောင့်မလို့လက်ရှိလုပ်နေတဲ့ဝင်နေတဲ့အဋိဋ္ဌံရှိလို့ရှိရင်လည်းအဲ့ဒီအဋိဋ္ဌံကိုမပြတ်မကွက်ဝင်ပါတကယ်လို့မရှိသေးဘူးဆိုလို့ရှိရင်လည်းဒီဘက်ကစပြီးတော့မှအဋိဋ္ဌံတစ်ခုကိုစတင်ပြီးတော့မှလောက်ကန်လိုက်ပါเนาะအဲ့ဒါဆိုလို့ရှိရင်တော့ကောင်းသွားလိမ့်မယ် ယာယီရောင်းဝယ်တဲ့လုပ်ငန်းမျိုးတွေအများနဲ့စိတ်လောက်ရတဲ့မဟုတ်ဘဲနဲ့ယာယီပေါ့နော်ဟိုပေါ်ပင်ပုံစံလုပ်ငန်းလုပ်တဲ့လုပ်ငန်းမျိုးတွေဆိုလို့ရှိရင်တော့နည်းနည်းလေးအပြိုင်ဆိုင်များနေတတ်တယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စိတ်ပင်ပန်းတာကိုပင်ပန်းတယ်တော့နည်းနည်းဖြစ်တတ်တယ်အရင်ကြီးဆိုရင်ဇာတော့မရှိပါဘူးနော်ဒီဗုဒ္ဓသားသမီးတွေထဲမှာမှဗုဒ္ဓနန်းရယ်စနေနန်းရယ်နော်တွဲပြီးတော့မှမဲ့ခေါ်ထားတဲ့နော်ဥမာလှထုံးဆိုလို့နာမည်မျိုးတွေပေါ့နော်အဲ့လိုမျိုးနာမည်ပိုင်ရှင်တွေဆိုလို့ရှိရင်နည်းနည်းလေးညံတဲ့ အနေထားရှိတယ်အဲ့လိုမျိုးညံ့တဲ့အနေထားရှိတဲ့နာမည်ပိုင်ရှင်တွေရဆိုလို့ရှိရင်ဒီဘက်ထဲမှာဖရားကိုအိမ်မိမိအိမ်ရဲ့ဖရားမှာ ကော်ဖီနော်ကော်ဖီလေးကိုဖရားကိုကက်ကက်ပေးနေ့တိုင်းကက်ကက်ပေးအဲ့ဒါဆိုလို့ရှိရင်အညံ့နေပြောက်ပြီးတော့မှအောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ဗုဒ္ဓဘာဗုဒ္ဓသာသမီများအားလုံးကံကောင်းစေတဲ့နံပါတ်ကတော့ခொနည်းကဏ္ဍ၉ကဏ္ဍသုံးညကဏ္ဍတွေဖြစ်တယ်ကံကောင်းစေတဲ့အကြောင်းကတော့အဖြူရောင်ဖြစ်တယ်ဗုဒ္ဓသာသမီများအားလုံးဒီတစ်ပတ်ထဲမှာအောင်မြင်မှုတွေရရှိဖို့ အနောက်ချက်တွေกินဖို့ဆိုလို့ရှိရင်တင်းမြစ်တေဥဖုစသည်တို့နဲ့ပြုလုပ်ထားတဲ့ဆေးဝါးတွေကိုနော်အသက်ကြီးရွယ်ရွယ်တွေကိုလှူပေးပါเนาะအသက်ကြီးတဲ့လူတွေကိုလှူပေးမယ်ဆိုလို့ရှိရင်တပတ်တာအတွင်းမှာအောင်မြင်မှုတွေရရှိမှာဖြစ်တယ်နောက်ကြာသာပိသာသမီးများအတွက်ပြောကြားပေးမှဖြစ်တယ်။ကြာသာပိသာသမီးများဆိုလို့ရှိရင်အခြေအနေနဲ့ပတ်သက်ပြီးတော့မှစိတ်ချမ်းသာစရာတွေတွေ့ကြုံရမှာဖြစ်တယ်။အိမ်အောင်ရှင်များကလည်းအခြေအိမ်အောင်ကြီးနဲ့ပတ်သက်ပြီးတော့မှစိတ်ချမ်းမြေ့စရာတွေကြုံတွေ့ရမယ့်ကာလဖြစ်တယ်။ အလုတ်ကန်ခွင်လန်းတွေကောင်းမွန်ပြီးတော့အဆင်ပြေနေလိမ့်မယ်လုပ်ငန်းတွေတိုးချဲ့မယ်ဆိုလို့ရှင်ဒီဘက်ထက်မှာရဲရဲလို့စာချုပ်စာရမ်းတွေချုပ်ဆိုတာမျိုးတွေနော်ရေရှည်လုပ်ငန်းတွေတည်ထောင်ဖို့အတွက်ကြံရွယ်တာမျိုးတွေစီစဉ်တာမျိုးတွေဆောင်ရွက်တာမျိုးတွေနော် ပစ္စည်းတွေတိုးလောင်းမမမျိုးတွေဆိုလို့ရှင်ဒီတစ်ပတ်ထဲမှာလုပ်ဖြစ်အောင်လုပ်ပါ။နောက်ငွေကြေးတွေတော့သူများကိုလက်မလွန်စေနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှအကြက်တဲအခက်ခဲတွေပေါ်တတ်တယ်။ကို့မှာငွေရှိပင်နဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အကြက်တဲဖြစ်တတ်တယ်။ နော်ကိုလိုတဲ့နေရာမှာသုံးဖို့အတွက်ငွေကြီးလက်လွန်ထားလို့အကျက်တဲဖြစ်နေတာမျိုးတို့သူများရှိရပြန်မရတာမျိုးတို့နော်တခုခုမှမြုပ်ထားလို့ငွေကပေါ်လို့မရတာမျိုးလို့အဲအဲ့လိုမျိုးတွေနည်းနည်းဖြစ်နေတတ်တယ်မိသားစုတွေမှာစီးပွားရေးလုပ်ငန်းတခုတိုးချက်လုပ်ကင်ရမယ်ကာလဖြစ်တယ်လုပ်ကင်လို့ရှင်လဲကောင်းတဲ့ကာလဖြစ်တယ်နော်မိမိလုပ်ငန်းတွေအတွက်ဆွေမျိုးတွေအကူအညီများမျိုးတွေကြုံရတတ်တယ်ပြီးလို့ရှင်မိကောင်းဆွေကောင်းတွေတိုးပွားလိမ့်မယ်မတော်ကျင်တဲ့ခီးမျိုးလေးတွေတော့တွားရတတ်တယ် ိတ်ပြီးတော့အကျိုးမရှိတဲ့ခီးဖြစ်တတ်တဲ့အတွက်အတနိုင်ဆုံးတော့ခီးသွားတော့ဗားရင်းညာရှောင်ပြီးတော့မှခုနပြောသလိုကိုယ့်ရဲ့လုပ်ငန်းတွေကိုဖြည်းဖြည်းစီစီလှုပ်တာခိုင်းတာတွေကဒီတပတ်ထဲမှာပို့ပြီးတော့ကောင်းပါတယ်ဂျာသာဘေးသားသမီးများတဲ့မှာမှဂျာသာဘေးနိုင်ရဲ့တနင်္ဂနွေနိုင်ရဲ့တွဲမဲ့ထားတဲ့မြင့်အောင်လိုမျိုးနာမည်ပိုင်ရှင်မျိုးတွေဆိုလို့ရှိရင်တော့ဒီတပတ်ထဲမှာနည်းနည်းလေးညံ့တယ်အဲ့လိုမျိုးညံ့တဲ့အတွက်ဒီတပတ်ထဲမှာဆိုလို့ရှိရင်ဒီ နံပါတ်ပိုင်ရှင်တွေတန်ကောင်းပြီးအဆင်ပြေဖို့ဆိုလို့ရှင်အိမ်ဖျားမှာဇီးသီးလေးကိုလုံးကိုဖျားမှာကတ်ထူပါတကယ်လို့ဇီးသီးမရဘူးဆိုလို့ရှင်ဇီးရိုလေးလည်းကတ်လို့ရတယ်နော် အားလေးကိုနေ့စဉ်ဖျားမှာကတ်ထူပေးကတ်ထူပြီးတော့မှလိုချင်တာတွေဆူတောင်းမယ်ဆိုလို့ရှင် အောင်မြင်မှုတွေရရှိမှာဖြစ်တယ်ဂျာသာပြည်သားသမီးများအားလုံးကံကောင်းစေတဲ့နံပါတ်ကတော့နှစ်ကနန်းခွန်ကနန်းဖြစ်ပြီးတော့မှကံကောင်းစေတဲ့အကြောင်းကတော့မယမ်းအောင်ဖြစ်တယ် တပတ်အတွင်းမှာဇာတာပိသားပြီးအလုံးကံကောင်းစေဖို့တို့တော့အိမ်ဖျားမှာကောင်းချင်းပေါင်းလေးကိုသုံးမကြခဏလှူလှူပေးနော်နေ့တိုင်းလှူနိုင်လို့ရှင်တော့ပိုကောင်းတယ်ဒါဆိုလို့ရှင်တော့ဒီတစ်ပတ်ထဲမှာဇာတာပိသားသမီးတွေဟာအောင်မြင်မှုတွေတိုးတက်မှုတွေနဲ့တွေ့ကြုံရမှာဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ပြောကြားပေးမှာဖြစ်တယ်။တောက်ကြသားသမီးများဆိုလို့ရှင်ဒီဘက်ထဲမှာအခြေအနေပတ်သက်ပြီးတော့မှကံကောင်းနေတဲ့ကာလဖြစ်တယ်။အလုပ်တွေကလည်းအောင်မြင်မယ်။ယခုကာလအတွင်းမှာ ကိုယ်ကိုအထင်မြင်သေးတဲ့လူတွေ ကိုအရင်တော့နှိမ်ထားတဲ့သူတွေကနေပြီးတော့မှနော်ကိုအရေးတကြီးနဲ့လာပါကြွပါဆိုပြီးတော့ဖိတ်ခေါ်ပြီးတော့မှနေရာပေးပြီးတော့မှဆက်ဆံတဲ့အနေထားတွေဖြစ်တယ်ကိုအခွင့်အခွင့်ရေးကောင်းတွေလည်းပေးလိုက်မယ်ကိုအလုပ်တွေလုပ်ကိုင်ဖို့ဆိုပြီးတော့မှငွေတွေထုတ်ပေးတဲ့သူတွေလည်းကြုံလာလိုက်မယ်အဲ့လိုမျိုးကြုံလာလို့ရှိရင်ရဲဝင်းလုပ်ပါလုပ်လို့ရပါတယ်နော်အခုလုပ်တွေနဲ့လက်ရှိလုပ်နေတဲ့အလုပ်တွေအာနော်မှောက်ထားတဲ့ခွက်ကိုလှန်လိုက်တယ်လို့ပဲနော်ကိုမှ အချက်ချင်းပြောင်းလဲသွားပြီးတော့မှယန္နာဘုံစိုက်တဲ့ဂိမ်းတွေတွေ့ကြုံရတာမျိုးတွေဖြစ်တတ်တယ်။ဒီအချိန်မှာကံကပေးနေတာအတွက်ကိုကတော့အမိမအမိရတွေစုပ်ယူနိုင်ဖို့အရေးကြီးတယ်။တခြားကိစ္စတွေနဲ့အချိန်ကုန်မခံပါနဲ့။ကိုဘွားတိုးတက်ရတိုးတဲ့အကြောင်းတွေဖိဖိစီစီတုတ်ကင်တဲ့ကာလဖြစ်တယ်။လူများရဲ့ချစ်ခင်မှုအားပေးမှုတွေကိုရရှိနိုင်တဲ့ကာလဖြစ်တဲ့အတွက်လူများနဲ့ဆက်ဆံပြီးလုပ်ရတဲ့လုပ်ငန်းမျိုးတွေ အသိအဖွဲ့တွေမှာပါဝင်ပြီးတော့ဥဆောင်ရတဲ့လုပ်ငန်းမျိုးတွေလုပ်မယ်ကိုင်းတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှကောင်းတဲ့ကာလဖြစ်တယ်။ကျမ်းမာရေတော့နည်းနည်းဂရုစိုက်ပါ။ဒီတစ်ပတ်ထဲမှာအကြောက်တောက်ကြသားသမီးတွေများတဲ့မှာမှတောက်ကြနန်နဲ့တနင်္လာနန်တွဲပြီးမှဲ့ထားတဲ့เนาะတန်ကျော်လိုမျိုးနာမည်ပိုင်ရှင်မျိုးတွေเนาะအဲ့လိုမျိုးပိုင်ရှင်မျိုးတွေဆိုလို့ရှိရင်တော့နည်းနည်းလေးအညံ့လေးရှိတယ်။အဲ့လိုမျိုးအညံ့လေးတွေရှိတဲ့နာမည်ပိုင်ရှင်တွေရာဆိုလို့ရှိရင်ဒီတစ်ပတ်ထဲမှာအိမ်ဖျားမှာယာကုဆုံးလေး တကူဆုံးဆိုတာဆန်လေးရဲ့เนาะနွားနို့လေးရဲ့เนาะကြားလေးရဲ့အဲ့ဒါလေးကိုရောကြိုတာပေါ့เนาะရောကြိုပြီးတော့ယာကူဆုံးလေးပြားရည်လေးပါလေးထည့်ထည့်ပြီးတော့မှဖះကိုယာကူဆုံးလေးကတ်ပြီးတော့မှလှူဒန်းမယ်ဆိုလို့ရှိရင်တော့အဲ့ဒီနာမည်ပိုင်ရှင်တွေဟာအညံ့တွေပြောက်ပြီးတော့မှအောင်မြင်မှုတွေရရှိမှာဖြစ်တယ်တောက်ကြသားကြီးများကံကောင်းစေတဲ့နံပါတ်ကတော့6ကနန်း2ကနန်း4ကနန်းဖြစ်ပြီးတော့ကံကောင်းစေတဲ့အကြောင်းကတော့ရွှေအိုရောင်ဖြစ်တယ်။တောက်ကြသားကြီးများအားလုံးဒီတစ်ပတ်ထဲမှာ အဆင်ပြေပြီးချောမွေးအောင်မြင်ဖို့ဆိုလို့ရှိရင်မိတ်ဆွေတူကိုကိတ်မုံနဲ့ကော်ဖီနော်တိုက်တိုက်ပါနော်တိုက်ပြီးတော့မှကိုဖြစ်ရှင်တဲ့စံသားတွေကိုစိတ်ထဲကနေပြီးတော့ဆူတောင်းလိုက်နော်အားဆိုလို့ရှိရင်အောင်မြင်မှုတွေရရှိမယ်တက်လာပါတယ်ဝင်လာပါလိမ့်မယ်နောက်စနေသားသမီးများအတွက်ပြောကြားပေးရမယ့်ကာလဖြစ်တဲ့စနေသားသမီးများဆိုလို့ရှိရင်ဒီဘက်ထဲမှာဆိုလို့ရှိရင်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတိတ်ပြီးတော့မှဦးစားမပေးတဲ့ကာလလေးဖြစ်တယ်အခြေအနေနဲ့ပတ်သက်ပြီးတော့မှ တွားပြီးတော့ဦးစားပေးမိတယ်ဆိုလို့ရှိရင်နည်းနည်းလေးစိတ်ရှုပ်စရာလေးတွေစိတ်ညစ်စရာလေးတွေတွေးကြုံရတတ်တယ်။ကိုယ်လုံးမဲ့ကြိုင်မဲ့အလုပ်တွေမှာလာပြီးတော့မှအနှောက်အယှက်ဖြစ်သွားတာမျိုးတွေဖြစ်တတ်တယ်။နော်။အလုပ်တွေကြိုင်တွေလုပ်တဲ့အခါမှာတော့ခုနပြောလို့ဘာပဲလုပ်လို့အဆင်ပြေချောမွေးအောင်မြင်နိုင်မယ်ကြီးကြီးမားမားအောင်မြင်မှုတွေတွေးကြုံရတတ်တယ်။ရည်ရထားတဲ့ကိစ္စတွေလည်းအထမြောက်ပြီးတော့မှအောင်မြင်မှုတွေတွေးကြုံရတတ်တယ်။အဲ့လိုပဲမရည်ရွယ်တဲ့နေရာနေပြီးတော့မှအဆက်အသွယ်ကောင်းရရတာမျိုးတွေ နော်ငွေရုပ်တရက်ပွားပေါက်ဝင်လာတာမျိုးတွေလည်းတွေ့ကြုံရတတ်တယ်။နောက်ပြီးတော့ရက်ထားတဲ့အလုပ်တွေပိုပစ်ထားတဲ့အလုပ်တွေကနေပြီးတော့မှနော်အဲ့ရဲ့အကျိုးမြတ်တွေကနေပြီးတော့မှချက်ချင်းပေါ်လာတာမျိုးတွေကြုံတွေ့ရတတ်တယ်။ကွဲကွာနေတဲ့မိဟောင်းဆွေဟောင်းတွေနဲ့ပါပြန်ပြီးတော့တွေ့ဆုံရတတ်တယ်။အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့နေရာကောင်းရတာတို့သင်တန်းတက်ရတာမျိုးတွေတွေ့ကြုံရတတ်တယ်။ငွေကြေးအဆင်ပြေသလိုအိမ်တော်ရေးမှာတော့ပို့ပြီးတော့မှအဆင်ပြေမှုတွေတွေ့ကြုံရလိမ့်မယ်။ရင်ကားနဲ့ပတ်သက်တဲ့ကိစ္စတွေ စီစဉ်ဆောင်ရွက်မယ်ဆိုလို့ရှိရင်အောင်မြင်လိမ့်မယ်နော်ဒီဘက်ထဲမှာကားနဲ့ပတ်သက်ပြီးတော့မှလောက်တာကိုင်တာမျိုးတွေရင်ကားတွေဝယ်တာမျိုးတွေနော်အဲ့ဒါမျိုးတွေသူများကိစ္စကိုရင်ကားဝယ်တဲ့ကိစ္စတွေကိုကုညီဆောင်ရွက်ပေးတာတွေပွဲစားလောက်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်ကောင်းတဲ့ကာလဖြစ်ပါတယ်စနေသားသမီးများထဲမှာမှစနေနံမဲစနေနံရဲ့အင်္ဂါနံရဲ့တွဲပြီးတော့မှဲ့ခေါ်ထားတဲ့ဥမာထူးစော်လို့နာမည်နာမည်မျိုးတွေပေါ့နော်အဲ့လိုမျိုးနာမည်မျိုးပိုင်ရှင်တွေဆိုလို့ရှိရင်လည်းညံ့တယ်အဲ့လိုမျိုးနာမည်ပိုင်ရှင်တွေ အစဉ်ပြေပြီးချောမှုအောင်မြင်ဖို့ဆိုလို့ရှိရင်တော့အိမ်ဖျားမှာအုံသီးပေါင်ပုံလေးကိုဖျားကိုနေစဉ်ကတ်လူပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်တော့အစစရအစဉ်ပြေပြီးတော့မှအောင်မြင်မှုတွေရရှိသွားလိမ့်မယ်စနေသားသမီးများအားလုံးဒီတစ်ပတ်ထဲမှာကံကောင်းစေတဲ့နံပါတ်ကတော့6ကဏ္ဍ6ကဏ္ဍ3ကဏ္ဍဖြစ်ပြီးတော့မှကံကောင်းစေတဲ့အကြောင်းကတော့အစိမ်းအောင်နုနုလေးဖြစ်တယ်စနေသားသမီးများအားလုံးရရယာနေနဲ့ဆောင်ရွက်မှာတော့ဒီတစ်ပတ်ထဲမှာဆိုလို့ရှိရင်မိတ်ဆွေတူကိုကော်ပြန်စိမ်းတဲ့ တွေးမွေးပြီးတော့မှအဲ့ခံလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အញ្ញံနေပြောက်ပြီးတော့မှအောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်နော်နောက်ယာဟုသားသမီးများအတွက်ပြောကြားပေးမှာဖြစ်တယ်ယာဟုသားသမီးများဆိုလို့ရှိရင်ဒီရက်ပိုင်းတွင်းမှာမှာအခြေအနေပတ်သက်ပြီးတော့မှအေးချမ်းမှုတွေတွေးကြုံရလိမ့်မယ်စိတ်ချမ်းသာမှုတွေစိတ်ချမ်းမြေ့မှုတွေတွေးကြုံရမှာမယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှအထူးကောင်းမွန်နေတဲ့ကာလဖြစ်တယ်နော်ဒီကိုမောင်နှမတွေရှိရနေပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှအကူအညီကောင်းတွေရရှိနိုင်မယ် အကြံဉာဏ်ကောင်းတွေရရှိနိုင်မယ်။ကိုဝါသနာပါတဲ့အတံမွေးဝမ်းကြောင်းလုပ်ငန်းတွေကနေပမာတစ်ဆင့်အခွင့်အရေးကောင်းတွေရရှိတာမျိုးတွေတွေ့ကြုံရတတ်တယ်။ဝန်ထမ်းများအနေနဲ့လုပ်ငန်းခွင်ထဲမှာအပြိုင်ဆိုင်လေးတွေရှိတာကြောင့်စိတ်နှောက်ရှက်ဖြစ်စရာမျိုးတွေကြုံတွေ့ရတတ်တယ်။နော်ပြည်ရင်းပြည်ပခီးကောင်းတွေတွေ့ကြုံရလိမ့်မယ်။နော်ပြည်ပနဲ့ပတ်သက်ပြီးတော့မှလုပ်ငန်းကိုင်ငန်းတွေမှာစာချုပ်စာရမ်းတွေပြုလုပ်မယ်ဆိုလို့ရှိရင်နည်းနည်းလေးအခက်အခဲလေးတွေတွေ့ကြုံရတတ်တယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးအောင်မြင်နေတဲ့ကာလဖြစ်တယ်။တေချာ ြတ်မှတ်စ조사ပြီးတော့မှအောင်မြင်မှုတွေကိုတက်လှမ်းရယူနိုင်တဲ့ကာလဖြစ်တယ်ဒီအချိန်မှာနော်စာတန်းတင်တာမျိုးတို့နော်ကြောင်းလျှောက်တာမျိုးတို့လှုပ်လှုပ်ချင်းအောင်မြင်မှုတွေရရှိမှာဖြစ်တယ်ဂျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့အစင်းအမြင့်ကြိုက်ခဲဝေဒနာတွေဖြစ်တဲ့အတွက်အဲလေးသတိထားဖို့လိုတယ်ဒီရာဟုသားသမီးများတဲ့မှာမှဗုဒ္ဓဟူနန်နဲ့စနေနံတွဲမဲ့ထားတဲ့ဥမာရဲနိုင်လို့နာမည်မျိုးတွေပေါ့နော်အဲလိုမျိုးနာမည်ပိုင်ရှင်တွေရာဆိုလို့ရှိရင်နည်းနည်းလေးအညံ့လေးရှိတယ် အဲ့လိုမျိုးအញ្ញရှိတဲ့နာမည်ပိုင်ရှင်နေရာဆိုလို့ရှင်ဒီဘက်ထဲမှာဆိုလို့ရှင်အញ្ញနေပြောက်ပြီးတော့မှ အောင်မြင်မှုတွေရရှိဖို့အတွက်ဆိုလို့ရှင်ကော်ဖီနဲ့ကိတ်မုတ်တွေကိုအိမ်ဖျားမှာ ကတ်လူပေးပါအဲ့ဒါဆိုလို့ရှင်အញ្ញပြေပြောက်ပြီးတော့မှအောင်မြင်မှုတွေရရှိမှာဖြစ်တယ်ရာဟုသားသမီးများအားလုံးဒီတစ်ပတ်ထဲမှာကံကောင်းစေတဲ့နံပါတ်ကတော့6ကနန်း3ကနန်း1ကနန်းဖြစ်ပြီးတော့ကံကောင်းစေတဲ့အကြောင်းကတော့ညီညိုရောင်ဖြစ်ပါတယ် ဒါဥသာသမီများတပတ်တာအတွင်းမှာအကန်ကောင်းဖို့ဆောင်ရွက်မဲ့ကြရရတော့ညောင်မင်းကြီးကြီးမှာမနေ့စောစောသွားပြီးတော့မှ နော်ကောင်းချင်းပေါင်းတပွဲရဲ့တောက်တော်ရဲ့တခွက်ရဲ့စီမီတိုင်ရဲ့ကိုညောင်မင်းချေးမှာချချပြီးရခါကြလို့ရှင်ညောင်မင်းမှာရှိတဲ့ရုပ်ကစုံတက်မင်းကြီးကိုလှူဒန်းပါတယ်ဆိုပြီးတော့မှလှူဒန်းပြီးတော့မှကိုလိုရာကိုဆူတောင်းပါပြီးလို့ရှင်ကိုရဲ့အခက်အခဲတွေပေါ်ပြပြီးတော့မှခက်ခဲနေတဲ့ကိစ္စတွေအစီအပြေချောမွေးဖို့အောင်မြင်ဖို့အတွက် ရုပ်ကစုံနဲ့မင်းကူညီပေးပါဆောင်လျှောက်ပေးပါလို့တိုင်တယ်ပြီးဆူတောင်းလိုက်မယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်နော်အခုဆိုလို့ရှိရင်တော့တပတ်တာရှင်းနေတဲ့သားသမီးများအတွက်ဆောင်ရင်ဆောင်ရံနေတဲ့ကံကြမ္မာတွေကိုဟောပြဟောကြားပေးသွားတာဖြစ်ပါတယ်ရှင်းနေတဲ့သားသမီးများအလုံးကျမ်းမာချမ်းသာရှင်လန်းပြီးတော့မှဟောမှာဒုတဲ့အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်